မီဒယ်အစ်ရဲ့ညကောင်းခင်ဟာအေးဆေးငြိမ်သက်နေပုံရပါမယ်။မြေပြင်ပေါ်မှာတော့မငြိမ်သက်မှုတွေတပ်ဖွဲ့တွေရဲ့ချိန်းချောက်မှုတွေကအရေးလိုကပ်ပါနေပါတယ်။ဒုံးကျည်ပြစ်လောင်ချာတွေရန်သူတိုက်လေရင်တွေကိုကဲရေးစခန်းတွေကတိုက်ခိုက်ဖို့အသင့်အနေထားမှာရှိနေပါတယ်။ဒါပေမဲ့ US F22 Raptor ကတော့သူ့ရဲ့မြန်နှုံးတိကျမှုနဲ့ရန်သူမထင်မှတ်ထားတဲ့အချိန်ကိုအသုံးချပြီးအခြေအနေကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ဒီလိုဆိုရင်တိုက်လေရင်ဒစင်းတဲ့နဲ့ဘယ်သူမှမသိအောင်ဘလို့လုတ်ပြီးဒီလောက်များများလှုပ်ဆောင်နိုင်ကြလဲဆိုတာ F22 Raptor အကြောင်းကို ပြောပြခြင်းနဲ့တင်ဆက်ပေးသွားပါမယ်။ Middle East ကလျှို့ဝှက် US လေတပ်အခြေစိုက်စခန်းတစ်ခုမှာအာယုံပတ်တမီနိုင်ပိုင်းလုံးမှာအဆင့်မြင့်တိုက်ခိုက်ရေးမစ်ရှင်တစ်ခုအတွက်ပြင်ဆင်မှုတွေလုပ်နေပါတယ်။ဒီမစ်ရှင်ရဲ့အဓိကစက်ကောင်ကတော့ F22 Raptor ပါ။ American ရဲ့ထိပ်တန်းလျှို့ဝှက်တိုက်လေယာဉ်ဖြစ်ပြီးလွတ်တင်မှုရဲ့အသေးစိတ်တိုင်းကိုစစ်ရေးတီကြားမှုနဲ့လှုံ့ဆောင်နေပါတယ်။အခြေဆိုင်စကန်ကလုံးဝလျှို့ဝှက်ထားပြီးအဖွဲ့သားတွေကတိတ်တိတ်ဆိတ်ဆိတ်လှုပ်လှုပ်နေကြပါဗျ လေရင်ရဲ့အစိပ်ပိုင်းတိုင်းကိုစစ်ဆေးနေကြပြီးအသေးငယ်သုံးမှားမိမှုကတော့မစ်ရှင်နဲ့လေရင်မှုကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Afternoon Raptor ကသူ့ရဲ့ကိုပြောက်စွမ်းရည်နဲ့မြန်နှုံးအတွက်ကြော်ကြားပြီးမြဲသူ့ရဲ့အကြီးမားဆုံးအားသာချက်ကတော့အသင့်အနေထားမှာရှိနေခြင်းပါပဲ။ပြန်တမ်းမှုတိုင်းမတိုင်ခင်ဆက်ပြန်စရာတွေကစနစ်အားလုံးကိုအပြည့်အဝစစ်ဆေးပါတယ်။ Radar ဆုပ်ယူနိုင်တဲ့မျက်နှာပြင်မှာလေရင်ကိုရန်သူ Radar မြင်နိုင်စေမဲ့ပျက်စီးမှုတွေရှိမရှိစစ်ဆေးပါတယ်။လေရင်ထိန်းချုပ်ရေး ယောဂရှာဖွေရင်းနဲ့အာယုံကံကရိယာအစီအစဉ်တွေကိုအတွင်းပိုင်းစနစ်တွေကိုတည်ချာစစ်ဆေးပါတယ်။လက်နက်တွေတက်ဆင်တဲ့အခါမှာလည်း F22 ကရေဒါလိုင်းတွေကိုကွယ်ဝတ်ဖို့အတွက်ဒုံးကျည်နဲ့ဘုံတွေကို လေရင်ကိုတဲ့အတွင်းမှာထည့်ထားပါတယ်။ဒီအင်္ဂါရက်ကြောင့်ရန်သူနယ်မြေနားကိုမတိမတာပြန်တန်းနိုင်ပါတယ်။ဒီမစ်ရှင်တွေ F22 ကို American ရဲ့အဆင့်မြင့်ဆုံးလက်နက်တွေတက်ဆင်ထားပါတယ်။ AMRAAM ဒုံးကျည်နှစ်စင်းကိုလေရင်ကိုတဲ့ထဲမှာထည့်ထားပြီး လေကြောင်းရံအတွက်အသင့်အနေထားမှာရှိနေပါတယ်။ဒီရေဒါလမ်းညွန်ဒုံးကြီးတွေကသူတို့ရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့တိကျမှုအတွက်လူသိများပါတယ်။ဒါအပြင် F22 ကို GBU 32 JDAM ဘုံးတွေတပ်ဆင်ထားပါတယ်။ GPS နဲ့ Inertial Navigation System စနစ်နဲ့လမ်းညွန်ထားတာကြောင့်ခိုင်ခန့်တဲ့မြေပြင်ပြစ်မှတ်တွေကိုတိကျသွားဖျက်ဆီးနိုင်ပါတယ်။လျှို့ဝှက်နိုင်မှုနဲ့တိကျတဲ့မီးယာပေါင်းစပ်မှုက F22 ကိုတိုက်လေရင်စင်းသာမကပဲစစ်ပွဲရဲ့အဆုံးဖြတ်ပေးမဲ့လက်နက်တစ်ခုလိုဖြစ်စေလာပါတယ်။ အခြေဆိုင်စခန်းအတွင်းမှာတော့လေယာဉ်မှုက လုံခြုံတဲ့အစည်းအဝေးခန်းထဲမှာထိုင်ပြီးထောက်လန်းရေးအချက်လက်တွေကိုပြန်လည်သုံးသပ်နေပါတယ်။ဂျိုဒူးအချက်လက်တွေကပြစ်မှတ်ဟာစစ်သွေးကြွတွေရဲ့ကိုကဲရေးစခန်းနဲ့လက်နက်သုံးလောင်းရာနေရာဖြစ်အသုံးပြုတဲ့အစိမ့်မြင့်ရန်သူစခန်းဖြစ်တယ်ဆိုတာအတည်ပြုထားပါတယ်။ဒီနေရာကိုအမေရိကန်မဟာမိတ်တွေပေါ်မကြသေးမီက drone နဲ့ rocket တိုက်ခိုက်မှုတွေနဲ့ဆက်ဆက်နေပါတယ်။ဒီချက်လက်တွေပေါ်ခြေခံပြီး Raptor ကို တိုက်ခိုက်ရေးဥဆောင်မှုရွေးချယ်ခဲ့ပါတယ်။ မရှင်ရဲ့ရွေချက်ကတော့ရန်သူကောင်းဆောင်မှုကိုရှင်းလင်းဖို့သူတို့ရဲ့လက်နက်တူလောင်ယုံကိုဖျက်ဆီးဖို့နဲ့အထီးခိုက်မရှိပဲပြန်လာဖို့ပါပဲအစီရင်ခံစားပြီးတာနဲ့လေရင်ဖူးကဝစ်စုံဝစ်ပါတယ်သူကစိတ်ကြိုက်လေရင်ဝစ်စုံနဲ့အစိမ့်မြအုတ်ထုပ်ကိုဝစ်ဆင်ထားပြီးအုတ်ထုပ်ထဲမှာ real time တိုက်ခိုက်ရေးအချက်လက်တွေကိုပြသပေးတဲ့ display ပါရှိပါတယ်မြေပြင်ပေါ်ကိုရှောက်သွားပြီးလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့လေရင်နားကိုရောက်လာပါတယ်အဖွဲ့သားတွေကနောက်ဆုံးအခြေအနေကိုအစီရင်ခံပါတယ် လျှို့ဝှက်စနစ်စတင်အလုပ်လုပ်နေပြီလေရင် drive မှိုင်းစနစ်တွေအလုပ်လုပ်နေပြီစနစ်အားလုံးအဆင်ပြေနေပါတယ်ခေါင်းညိတ်ပြီးတာနဲ့လေရင်မှုဟာလေရင်ထဲဝင်ပြီးအင်ဂျင်ကိုစတင်ဆန့်ထိုးပါတယ်အင်ဂျင်နှလုံးအတန်ထွက်လာပြီးမဲ့ Raptor ကစစ်ပတ်သုံးလေရင်အများစုနဲ့နှိုင်းချင်ရင်အတန်တိတ်ပါတယ်အထူး Exon ဤပညာကြောင့်အတန်တိတ်နေပြီးအပူထုတ်လွှတ်မှုကိုလည်းဖုံးကွယ်ထားပါတယ်လေရင်ကပြေးလန်းကိုထွက်ပြီးညကောင်းငင်တဲ့ကိုအသာအရာပြန်တက်သွားပါတယ် ပြီးတော့ Super Cruise Mood ကိုဝင်ရောက်ပြီးအပိုစီမလောင်ကျွမ်းပဲအတန်ထက်မြန်တဲ့အချိန်နဲ့ပြန်တမ်းပါတယ်။ဒါကစွမ်းအင်ကိုခြွေတာရုံသာမကလေအင်ကိုလျှို့ဝှက်စင်နိုင်စေပြီးအပူကိုလည်းရှောင်ရှားနိုင်ပါတယ်။လေထဲရောက်တာနဲ့လေအင်က radar အတွက်မမြင်ရသလောက်ဖြစ်သွားပါတယ်။ရေပြင်ပေါ်ကနေမြင်မြင်ပြန်တမ်းပြီးဂျိုတုနဲ့လေအင်ပေါ်ကအာယုံခံကရိယာတွေကနေအချက်လက်တွေစုဆောင်ပါတယ်။လေအင်မှုကလျှို့ဝှက်ဆက်သွယ်ရေးကနေပြင့်မှတ်တည်နေရရဲ့နောက်ဆုံးဒီပြည့်ချက်ကိုရရှိပါတယ်။ အရာအလုံးအဆင်ပြေနေပုံရပါမယ်။ Middle East ရဲ့ရှုပ်ထွေးတဲ့ဆင့်မြေပြင်တွေမှာမစ်ရှင်တစ်ခုတည်းကအရာအလုံးကိုပြောင်းလဲနိုင်ပါတယ်။ Afternoon Raptor ဟာညကောင်းငင်ကိုတိတ်တဆိတ်ပြန်တန်းနေပြီးရန်သူမသိခင် မြ мян ဆန်ဆန်တိုက်ခိုက်ဖို့တခုရီးသောမစ်ရှင်ကိုလှုပ်ဆောင်နေပါတယ်။သူဟာအင်ဂျင်အပူလွန်ကဲစေတဲ့ after banner street ကိုမတုံးပဲအတန်ထက်မြန်တဲ့အချိန်နဲ့ပြန်တန်းနိုင်တဲ့စွမ်းရည်နဲ့ပြန်တန်းနေတာပါဒီစွမ်းရည်က F22 မှာပဲရှိပြီးတိုက်ပွဲမှာအားသာချက်အများကြီးပေးပါတယ် အမြင့်မှာရောက်တော့လေရင်မှုက real time ဂျိုတုပုံရိပ်တွေနဲ့လေရင်ပေါ်က sensor တွေကိုသုံးပြီးရန်သူရဲ့ကိုယ်ကဲရေးစခန်းတည်နေရာကိုအတိအကျရှာဖွေတွေ့ရှိသွားပါတယ်။ဒီပြမဟာရိုးရိုးအဆောက်အုံတစ်ခုမဟုတ်ပဲရန်သူတွေက အမေရိကန်မဟာမိတ်တွေကို တိုက်ခိုက်ဖို့သုံးတဲ့အရေးကြီးတဲ့နေရာတစ်ခုပါ။ထောင်နိုင်ရေးသတင်းတွေအရဒီနေရာမှာလက်နက်တွေတူလောင်ထားပြီး drone တွေအတွက်ဆက်သွယ်ရေးဌာနဖြစ်လဲသုံးနေပါတယ်။ဒီနေရာကိုမဖြတ်စည်းရင်ဒေတာရင်းမှာအမြဲတမ်းချိမ့်ချောက်မှုတွေရှိနေမှာပါ။ လေရင်မှုကချက်ချင်းပဲလေရင်တဲကလက်နက်တကောက်ကိုဖြန့်ပြီး GPS နဲ့လမ်းကြောင်းပြစနစ်ပါတဲ့ GPU 32 JDAM ဘုံးကိုရွေးလိုက်ပါတယ်။ဒီဘုံးကမိုင်မောင်းများသောဝေးတဲ့နေရာကနေပစ်မှတ်ကိုတိတိကျကျထိမှန်နိုင်ပါတယ်။ဘုံးကိုပစ်မှတ်နဲ့ချိတ်ဆက်ပြီးတာနဲ့လေရင်မှုကဘုံးကိုလေရင်အောက်ကနေတိတ်ဆိတ်လှုပ်ချလိုက်ပါတယ်။ဘာအတန်းမှမကြရအလင်းလည်းမထွက်ပါဘူး။ဘုံးဟာမြေပြင်စီကိုတိတ်တိတ်လေးဆင်းသွားပြီးခဏကြာမှာ တဲကန်နာရတိုင်းမှာအားပြင်းတဲ့ပောက်ခွဲမှုကြီးတစ်ခုဖြစ်သွားပါတယ်။ GDN ဘုံဟာစခန်းရဲ့အလဲဘဟုကိုတိုက်ရိုက်ထိမှန်ခဲ့ပြီးအတွင်းမှာရှိတဲ့လက်နက်တွေနဲ့စီရီကြောင့်နောက်ထပ်ပောက်ခွဲမှုတွေဖြစ်လာခဲ့ပါတယ်။မိတောက်တွေက နေရာကို လင်းထိန်သွားသည်ပြီးလေရင်ကနေတောင်မြင်နိုင်ပါတယ်။ကိုကဲစခန်းတစ်ခုလုံးစက္ကန့်ပိုင်းအတွင်းမှာပြာကျသွားပါတယ်။ဒီလိုတိကျတဲ့တိုက်ခိုက်မှုမျိုးက F22 ခေတ်သစ်စစ်ပွဲတွေမှာအရန်ထိရောက်စီပါတယ်။တခြားလေယာဉ်တွေဆိုရင်ဒီလိုမစ်ရှင်ကိုအချိန်ကြာကြီးယူရမှာပါ။ ဒါပေမဲ့ဘာလို့လို့တုံ့ပြန်မှုဆိုတာရှိပါတယ်။ဘုံထိမှန်တာနဲ့အနီးနားကရန်သူတပ်တွေလှုပ်ရှားလာပါပြီ။သူတို့ရဲ့စစ်တပ်ရေးတွေမှာပောက်ကွဲမှုအကြောင်းပြောနေကြပြီးရေဒါစနစ်တွေကောင်းကင်ကိုစတင်စကန်ဖမ်းနေပါပြီ။ After Nidu ကတော့မတိမတာဆက်ပြန်နေပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်။လေယာဉ်မှုကအေးဆေးပါပဲ။သူ့ရဲ့အသာသီးရမယ့်အချိန်ကကုန်တော့မယ်ဆိုတာသိပေမဲ့သူ့မှာအမြန်နှုံးဆိုတဲ့အားပါချက်ရှိနေပါသေးတယ်။ လေရင်ရဲ့လျှို့ဝှက်နိုင်မှုနဲ့အမြင့်မှာပြန်တန်းနေတာကြောင့်ရန်သူရေဒါတွေအတွက်သူ့ကိုဖမ်းပြီးဖို့အခက်ခဲပါတယ်။ရန်သူတွေကအမေရိကန်လေရင်ဒဇင်းဒီနားမှာရှိနေတယ်လို့တန်တရားဝင်နေချိန်မှာ F-22 ကပေါက်ကွဲတဲ့နေရာကနေအများကြီးဝေးကွာနေပါပြီ။လေရင်ကဆက်ပြန်နေချိန်မှာလေရင်မှုကတိုက်ခိုက်မှုကရတဲ့အချက်လက်တွေကိုပြန်ကြည့်ပါတယ်။မြေပြင်ကဆန်တာရီနဲ့ဂျူဒူတွေကပြစ်မှတ်ကိုလုံးဝဖျက်ဆီးနိုင်ခဲ့ကြောင်းအတည်ပြုပါတယ်။ဘသူမှအသက်မရှင်တော့ပါဘူး။ ။ဘာပစ္စည်းမှအသုံးမဝင်တော့ဘဲအဲ့ဒီကိုကဲရေးစခန်းကနေနောက်ထပ်အမိန့်တွေမလာနိုင်တော့ပါဘူး။မစ်ရှင်ကလုံးဝအောင်မြင်ခဲ့ပြီးအမေရိကန်ဘက်ကဘာမှထိခိုက်တာမရှိပါဘူး။ GDN ဘုံနဲ့ရန်သူစစ်စခန်းကြီးကိုကောင်းကောင်းကြီးဖျက်ဆီးလိုက်ပြီးမိနစ်ပိုင်းကြာမှာ F22 လေယာဉ်မှူးရဲ့မျက်လုံးကနောက်ထပ်အန်ဒီရတစ်ခုစီကိုအလိုလိုရောက်သွားပါလေ။အရှိဘက်ကနေမြန်နှုံးမြင့်မြင့်နဲ့ကတ်လာတဲ့အပူလိုက်နှစ်ခုပေါ်လာတာပါပဲ။ဒါတွေကတော့ခုနကပောက်ကွဲမှုကြောင့်လန့်လို့ပြီး လေထဲကိုခုံတက်လာတဲ့ရန်သူတိုက်လေရင်တွေပါပဲ F22 ရဲ့စံသားတွေကအဲ့ဒီလေရင်တွေကိုချက်ချင်းဆိုသလိုဘသူပဲဝါဆိုတာဖော်ထုတ်လိုက်ပါတယ်ပြီးတော့လေရင်ပေါ်ကပေါင်းဆက်စနစ်ကရေဒါအနီအောက်ရောင်ကြီးဂျိုဒူးကရတဲ့အချက်အားလုံးတွေကိုပေါင်းလိုက်တော့ပြစ်မှတ်တွေကိုအနီအောင်အဆက်ကလေးနှစ်ခုအဖြစ်ရှင်းရှင်းလင်းလင်းပြနေတာပါဒီလေရင်တွေကတော့စတုထမျိုးဆက်လေရင်တွေဖြစ်နိုင်ပြီးရုရှားလုပ်တွေဖြစ်မယ်လို့ထင်ပါတယ်။သူတို့မှာလေထဲကနေပြတဲ့ဒုံးကြီးတွေရော မြေပြင်ကနေအကူအညီပေးမဲ့အစီအစဉ်တွေပါရှိနိုင်ပါတယ်။အန်ဒီရတော့ရှိပေမဲ့ F22 နဲ့တယောက်ချင်းကပ်မယ်ဆိုရင်တော့ဘလို့မှမနိုင်ပါဘူး။ချက်ချင်းပဲလေရင်မှုကတိုက်ခိုက်မဲ့နီးပြူဟာကိုပြောင်းပြစ်လိုက်ပါတယ်။ထွက်ပြေးတာပုံနာမျိုးမလုပ်ပဲတိုက်ပွဲကို သူကိုယ်တိုင်ပဲထိန်းချုပ်လိုက်တာပါ။လေရင်ရဲ့ရေဒါကို narrow beam mode မှာဖွင့်ပြီးသူ့ဒီနေရာကိုဘယ်သူမှမသိအောင်ပြစ်မှတ်တွေကိုပဲရှောက်ဖွေပြီး lock on လုပ်လိုက်ပါတယ်။စကမိုင်းလေးတွင်မှာစနစ်က ရန်သူလေရင်နှစ်စင်းလုံးကိုတိတိကျကျဖမ်းဆုပ်ထားနိုင်ခဲ့ပါတယ်။လေရင်မှုက AIM 120 ARM REM ဒုံးကြီးနှစ်စီးကိုရွေးရွေးချယ်လိုက်ပါတယ်။ဒီဒုံးကြီးတွေကတိကျရာရဲ့မြန်နှုံးကောင်းလာရဲ့ကြောင့်နာမည်ကြီးပါတယ်။တည်ငိမ့်တဲ့အမိန်ပေးမှုနဲ့အတူသူကဒုံးကြီးတွေကိုလွှတ်လိုက်ပါတယ်။ဒုံးကြီးတွေကလေရင်ကိုယ်တွေကနေတိတ်တိတ်လေးထွက်သွားပြီးမိခိုးတွေမြင်သာတဲ့အငွေ့တန်းတွေဘာမှမကြံခဲ့ပါဘူး။ အတန်ထက်လေးစားမြန်တဲ့အချိန်နဲ့ကောင်းငင်ကိုဖျက်ပြန်သွားပြီးရေဒါချက်ပြမှုတွေနဲ့လေရင်ပေါ်ကခြေရာခံစနစ်တွေကလမ်းပြပေးနေတာပါရန်သူတိုက်လိမ်တွေနီးလာတာနဲ့သူတို့ရဲ့ဆန်သာတွေကအန်ရယ်ကက်လာတာကိုနောက်ဆုံးတော့သတိထားမိသွားပါတယ်သူတို့ရဲ့တံပြန်ကာကွယ်ရေးစနစ်တွေကိုစတင်အလုပ်လုပ်စီတော့တာပေါ့မီရှူမီပန်တွေကသူတို့နောက်မှာဖောက်ခနဲပောက်ကွဲထွက်လာပြီးလေရင်မှုနှစ်ယောက်လုံးကနောက်ဆုံးကြိုးစားတဲ့အနေနဲ့အောက်ကိုငုံစင်းပြီးဘေးကိုရုတ်တရက်ကွေ့လိုက်ကြပါတယ်ဒါပေမဲ့နောက်ကျသွားပါပြီ။ ဒုံးကြီးတစင်းကပထမလေရင်ကိုတဲ့တဲ့ထိပ်ပြီးမီးလောင်နေတဲ့အပိုင်းအစတွေဖြစ်သွားပါတယ်။ဒုတိယဒုံးကြီးကနောက်ထပ်တိုက်လေရင်ရဲ့အမိနာမှာပောက်ကွဲပြီးမီးကိုတွေမီးတောက်နေတဲ့တူအောက်ကိုလှည့်ထွက်သွားပါတော့တယ်။ F22 Raptor ဆိုတာစက္ကန့်ပိုင်းတွင် ရန်သူကိုရှာဖြိုခွင်းနိုင်တဲ့အပြင် ရေဒါတောင် လုံးဝနှီးပါဖမ်းမမိအောင်ဖျောက်ဖြတ်နိုင်တဲ့ကောင်းကြီးပါပဲ။ရန်သူတွေရှင်းသွားပြီမယ့်လေရင်မှုကတော့လုံးဝသတိမရောပါဘူး။မြေပြင်ကနေလေထဲပြတဲ့ဒုံးကြီးတွေ ရေဒါဆက်တွေဒါမှမဟုတ်တခြားလေယာဉ်တွေထက်ရောက်လာနိုင်ပါသေး။ Raptor ကတော့အမြင့်မှာပဲဆက်ပြန်နေရင်အခြေအနေကိုစောင့်ကြည့်နေတော့မှာပဲ။တိုက်ခိုက်ခဲ့တဲ့ချက်လက်တွေအားလုံးဒုံးကြီးပစ်တာပြစ်မှတ်ကိုဖမ်းဆုပ်တာ ပောက်ကွဲတာကိုအလိုလျောက်မှတ်တမ်းနေပြီးမစ်ရှင်ပြီးရင်ပြန်သုံးသက်ဖို့စစ်ဌာနချုပ်ကိုပို့လိုက်ပါရ။လေကြောင်းစစ်စင်ရေးဌာနကစေဦးစီးချုပ်တွေကတော့ဒီအချက်လက်တွေကိုချက်ချင်းရရှိသွားပြီးလေရင်နစည်းတဲ့နဲ့မြေပြင်ရောလေထဲကပြစ်မှတ်တွေပါအများကြီးကိုထိခိုက်မှုမရှိဘဲဖျက်ဆီးနိုင်ခဲ့တာ။ ခြေရာတော်မခံရတာတွေကိုသူတို့သဘောပေါက်သွားပါတယ်။ဒါပေမဲ့ခေတ်သစ်စစ်ပွဲစုံမှာအခြေအနေတွေဘလောက်မြန်မြန်ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်းသတိပေးလိုက်သလိုပါပဲ။ After 22ရဲ့မြေပြင်ကပြစ်တာရောလေထဲကပြစ်တာရောဘလို့တိုက်ပွဲမျိုးကိုမဆိုဘသူအကူညီမှမလိုပဲအနိုင်ရနိုင်တဲ့ဆွမ်းရည်ကသူ့ကိုတကယ်ရှားပါတဲ့လေရင်တစ်စင်းဖြစ်စေပါတယ်။တခြားမရှင်အများစုမှာလေရင်အများကြီးလိုအပ်တတ်ပေမဲ့ဒီချက်တစ်စင်းတည်းကအကုန်လုံးနိုင်ခဲ့တာပါပဲ။ ရပ်တာကစီမင်းပြင်ကနေလှည့်ထွက်လာတော့လေယာဉ်မှုကမစ်ရှင်ပြီးခံနေပြီဆိုတာသိလိုက်ပါတယ်။ဒါပေမဲ့ပြန်ဖို့လမ်းကြောင်းစတင်လိုက်တာနဲ့တိုက်ခိုက်ရေးဆောင်တော့မှာဒုံးကျစ်ပြလောင်ချတစည်းလှုပ်ရှားနေတာကိုတွေ့လိုက်ရတာကြောင့်မစ်ရှင်ကမပြီးသေးပါဘူး။ဒါကအမေရိကန်မဟာမိတ်တွေကိုပြစ်မှတ်ထားဖို့ဒါမှမဟုတ်ဒီ area တွေကတခြားအမေရိကန်လေယာဉ်တွေကိုလှမ်းပစ်ဖို့ပြင်နေတာဖြစ်နိုင်ပါတယ်။ဒီဒုံးကျစ်တွေမပစ်ခင်မြန်မြန်ဆန်ဆန်နဲ့တိတိကျကျရှင်းပစ်ဖို့လိုပါတယ်။ F22 ဟာသူ့ရဲ့လေယာဉ်ပေါ်မှာပါတဲ့ဆန်သာရီနဲ့အနီအောက်ရောင်ကြီးနဲ့ရှာဖွေချေရကန်စနစ်ကိုတုံးပြီးအဲ့ဒီလှုပ်ရှားနေတဲ့လောင်ချာကိုချက်ချင်းဆိုသလိုရှာဖွေတွေ့ရှိသွားပါတယ်။ဂျိုရူကရတဲ့ချက်လက်တွေနဲ့ပေါင်းဆက်လိုက်တော့အဲ့ဒီရင်ရဲ့အပူထုတ်လွတ်ပုံနဲ့တည်နေရကိုအတိအကျတိသွားပါတယ်။ဒီစနစ်တွေကြောင့်လေယာဉ်မှုက ရေဒါကိုဖွင့်စရာမလိုပဲသူ့ရဲ့လျှို့ဝှက်နိုင်စံကိုထိန်းထားနိုင်နေတာပါ။ F22 ကလှုပ်ရှားနေတဲ့လောင်ချာကိုတိုက်ရိုက်ချက်ပြမှုတွေမထုတ်လွှင့်ပဲဖမ်းဆုပ် lock on လုပ်လိုက်ပါတယ် ပထမဆုံးအနေနဲ့လေယာဉ်မှုကမြေပြင်ပြစ်မှတ်တွေကိုတိတိကျကျထိမှန်စေနိုင်တဲ့ GPU 32 JTAN ဘုံးကိုရွေးချယ်ခဲ့ပါတယ်။ဒီဘုံးက GPS နဲ့နဲ့လမ်းညွှန်ပေးတာပါ။မြေပြင်ချက်လက်တွေနဲ့ပြစ်မှတ်ဒီနေရာကိုတေချောင်းလုပ်ပြီးတာနဲ့လေယာဉ်မှုကဘုံးပြစ်လွတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ F22 ရဲ့ဘုံးခန်းတွေကနေ GPU 32 JTAN ဘုံးဟာတိတ်ဆိတ်စွာအောက်ကိုကျဆင်းလာခဲ့တာပါပဲ။ဘုံးကသူ့ရဲ့တောင်ပံလေးတွေနဲ့တည်နေအောင်ထိန်းတဲ့မျက်နှာပြင်တွေကိုဖြန့်လိုက်ပြီး GPS အချက်ပြမှုတွေကိုလက်ခံယူပါတယ်။ပြီးတာနဲ့မြေပြင်ပေါ်ကလှုပ်ရှားနေတဲ့ဒုံးကျည်ပြစ်လွတ်စင်စီကိုဥတီသွားပါတော့တယ်။ဒီမှာအထူးကြောင့်သုံးချက်ကတော့လေယာဉ်မှုကတိုက်ခိုက်ပြီးတဲ့အခါမိโกဒါမှမဟုတ်မြင်သာတဲ့အမှတ်သားတွေမကြံခဲ့အောင်စနစ်ကိုအသုံးပြုခဲ့တာပါပဲ။ဒါဟာလျှို့ဝှက်ဆစ်စင်ရေးအတွက်တကယ်ကိုအရေးကြီးပါတယ်။ဒီတိုက်ခိုက်မှုမှာအချိန်ကတကယ်ကိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့မိုဘိုင်းလောင်ချလို့ပြစ်မှတ်တွေမှာတိုက်ခိုက်ခံရဖို့အချိန်တိုလေးပဲရှိလို့ပါ။ ဒါပေမဲ့ F22 ရဲ့မြန်နှုံးတိုးဝတ်နိုင်မှုနဲ့အဆင့်မြင့်စံတာတွေပေါင်းစပ်လိုက်တဲ့အခါဒီတိုက်ခိုက်မှုကို ဖြစ်နိုင်ခြေရှိုံသာမကပဲအလွန်ထိရောက်စေခဲ့ပါတယ်။မိုဘိုင်းလောင်ချောက်ကိုဖျက်ဆီးလိုက်ခြင်းဖြင့် F22 ကမစ်ရှင်ပန်းနိုင်အားလုံးကိုမိနစ်ပိုင်းတွင်ပြီးမြောက်ခဲ့ပါတယ်။ကိုကဲစကန်တစ်ခုကိုရှင်းလင်းရန်သူတိုက်လေရင်နှစ်စင်းကိုပြစ်ချမိုဘိုင်းဒုံးကြီးချိန်ချောက်မှုကိုဖျက်ဆီးခဲ့ပါတယ်။စစ်မြေပြင်တိုက်ဆိတ်သွားတဲ့အခါလေယာဉ်မှုကနောက်ဆုံးချိန်ချောက်မှုတွေရှိမှရှိစကန်ဖတ်ခဲ့ပြီး ဘာမှမတွေ့တော့တဲ့အခါထွက်ခွာဖို့ပြင်ဆင်ပါတယ်။မေရှင်မှတ်တမ်းတွေကိုလည်းအလိုလျောက်သိမ်းသိပြီးလေယာဉ်စနစ်တွေထဲမှာ encrypt လုပ်ထားပါတယ်။ခေတ်သေးလေးချောင်းတိုက်ပွဲမှာပြန်ဆုတ်ခွာခြင်းကတိုက်ခိုက်မှုကိုယ်တိုင်လိုပဲအရေးကြီးပါတယ်။လေယာဉ်ကအချက်လက်တွေနဲ့လေယာဉ်မှုဘေးကင်းစွာပြန်မြောက်ဖို့ဆိုရင် အောင်မြင်တဲ့မေရှင်ကဘာမှအတိတ်ပဲမရှိပါဘူး။လေယာဉ်မှုဟာလေယာဉ်ရဲ့ super crux စနစ်ကိုဖွင့်ပြီးမြန်နှုံးမြင့်ပြန်တန်းခဲ့ပါတယ်။ဒီစနစ်ကစီမကုန်သေးပဲ အတန်ထက်မြန်တဲ့နှုံးနဲ့ပြန်တန်းနိုင်တာကြောင့်လေရင်ရဲ့လျှို့ဝှက်နိုင်မှုကိုလည်းထိန်းသိမ်းထားနိုင်ပါတယ်။လေရင်မှုဟာရန်သူချိန်ထောက်မှုတွေကိုရှောင်ရှားနိုင်ဖို့ electronic counter measure ECM စနစ်တွေကိုဖွင့်ပြီး radar line တွေကိုစကန်ဖတ်ခဲ့ပါတယ်။ radar ဖမ်းပြီးရင်လည်းလေရင်ကအချက်ပြမှုတွေကိုပိတ်ဆို့တာဒါမှမဟုတ်ရှောင်ခွင်းတာမျိုးလုပ်နိုင်ပါတယ်။ဒါအပြင်လေရင်ရဲ့စနစ်တွေကရန်သူခန့်မှန်းရခတ်အောင်ပြန်တန်းမှုလမ်းကြောင်းကိုလည်းအလိုလျောက်စီစဉ်ပေးပါတယ်။ ပြန်လာတဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာ F22 လေယာဉ်ဟာဗီဒီယိုတွေအပူချိန်ဖတ်ရှုမှုတွေလက်နက်အချက်လက်တွေနဲ့စစ်မြေပြင်ကအချက်လက်တွေကိုလုံခြုံအောင်ကုတ်သွင်းပြီးဂျိုးတူတွေကတဆင့်ကုတ်ကဲရေးဌာနတွေကိုပို့ပေးခဲ့ပါတယ်။ဒါကြောင့်လေယာဉ်တစ်ခုခုဖြစ်ခဲ့ရင်တော့အရေးကြီးတဲ့မရှင်အချက်လက်တွေဆုံးရှုံးမှုမရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။နိုင်ဝက်လောက်ကြတော့လေယာဉ်ဟာမဟာမိတ်တွေထိန်းချုပ်ထားတဲ့လုံခြုံတဲ့နယ်မြေတွေကိုပြန်ရောက်လာခဲ့ပါတယ်။မြေပြင်ထိန်းချုပ်ရေးဌာနကလေယာဉ်ရဲ့အချက်ပြမှုကိုချက်ချင်းလက်ခံရရှိပြီး လေချောင်းကောင်ဝေးဌာနကိုအကြောင်းကြားခဲ့ပါတယ်။ F22 ဟာချောမွေသာဆင်းသက်နိုင်ခဲ့ပြီးစနစ်အားလုံးအကောင်းဆုံးလုံဆောင်နိုင်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဒီစစ်ဆင်ရေးက F22 Raptor ရဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပါတယ်။သူ့ရဲ့လျှို့ဝှက်နိုင်မှု၊မြန်နှုံးနဲ့တိကျမှုတွေကြောင့်စစ်မြေပြင်ကိုလွှမ်းမိုးနိုင်ုံသာမကတန်မိုးကြီးလေယာဉ်တွေနဲ့လေယာဉ်မှုတွေရဲ့အသက်ကိုပါကာကွယ်ပေးနိုင်ပါတယ်။အရှိလေပိုင်းလိုချိန်ချောင်းမှုတွေအမြဲပြောင်းလဲနေတဲ့ဒေသမျိုးမှာပထမဆုံးတိုက်ခိုက်ပြီးလင်းမြန်သွားပြန်ထွက်သွားနိုင်တဲ့လေယာဉ်မျိုးရှိနေတာဟာ အခြေအနေကိုပြောင်းလဲစေပါတယ်။ဒီမရှင်ဟာခေတ်သစ်စစ်ပွဲတွေဘလို့ပြောင်းလဲလာပြီလဲဆိုတာကိုတက်သေးပြသပါတယ်။လျှို့ဝှက်နိုင်မှုမြန်နှုံးနဲ့စမတ်ကြတဲ့လက်နက်တွေနဲ့အတူ F-22 ဟာအရေးကြီးတဲ့ပစ်မှတ်တွေကိုဖျက်ဆီးနိုင်ခဲ့သလိုရန်သူလေယာဉ်တွေကိုလည်းရှောင်တိမ်ပြီးရေဒါမဖမ်းမိပဲဘေးကင်းစွာပြန်လာနိုင်ခဲ့ပါတယ်။ဒါဟာအနာဂတ်လေကြောင်းတိုက်ပွဲတွေဘလို့ဖြစ်လာနိုင်လဲဆိုတာရဲ့အရေးအယောင်ပါပဲ။မှန်ကန်တဲ့ဤပညာလေယာဉ်မှုစွမ်းရင်လည်းစစ်ဗျူဟာတွေရှိနေရင် စစ်မြေပြင်ကိုမိနစ်ပိုင်းအတွင်းပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုပြသခဲ့တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။